။ဘာကြောင့်ဂျေဇုတို့ချီးမွမ်းတာလဲ။ဘုရားသခင်နှစ်သက်တဲ့အလိုတော်မို့ဘုရားသခင်နှစ်သက်တဲ့ရစ်မှုဖြစ်ပါတယ်။ရစ်ဆိုတာပူဇော်တက်ကာကိုပြောတာ။ပူဇော်ခြင်းဘုရားသခင်နှစ်သက်တဲ့အလိုတော်ဆိုတာကျွန်တော်တို့နားလည်ရအင်မတန်လွယ်ပါတယ်။ဘာနဲ့တူလဲဆိုတော့အဖေအမေလှုပ်တဲ့သူနဲ့တားသမီးကိုမင်းရောက်သွေးခေါ်ကြည့်ပါကျွန်တော်တို့အခုတရားဒေသနာထောင်နေတဲ့သူတွေမိဘလှုပ်တဲ့သူကတားသမီးကိုပြုစုပြိုးထောင်တဲ့အခါမှာတားသမီးတွေက သူတို့ရဲ့အတိစိတ်နဲ့မိဘကိုဖေဖေကျေးဇူးတင်တယ်မေမေကျေးဇူးတင်တယ်လို့လာပြောမှာကိုအဖေလှုပ်တဲ့သူအမေလှုပ်တဲ့သူကတအားနှစ်တက်တယ်ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့လိုယူးယူးလေးပဲတွေးပါဖယားသခင်လည်းဒီတိုင်းပဲဖယားသခင်ကကျွန်တော်အသက်တာကိုသူကူညီတယ်မဆရတယ်ကေတင်တယ်ဖယားသခင်ရဲ့ပြောမကုန်တဲ့ကျေးဇူးတော်တွေကျွန်တော်အသက်တာထဲမှာရှိတယ်ဒါကြောင့်ကျွန်တော်ဖရားရဲ့တာသမီလှုပ်တဲ့သူကျွန်တော်တို့ကဖရားသခင်ကိုဂျေဇူးတင်တယ်လို့လာပြီးတော့မှဂျေဇူး တင်တဲ့ရစ်ပူစော်တဲ့ခါမှာဂျေဇုတော်ချီးမွမ်းတဲ့ခါမှာဖရာသခင်ကအင်မတန်နှစ်သက်တယ်တဲ့ကျွန်တော်ပြောတာမဟုတ်ကျမ်းစာကပြောတာကျမ်းစာဖတ်ပြမယ်နော်တစ်တက်ခန်းကြီးငငယ်၁၈ထဲမှာကျွန်တော်တို့ခဏခဏဖတ်တဲ့ကျမ်းချက်နော်အရာရာနဲ့ဂျေဇုတို့ကိုချီးမွမ်းကြလောတဲ့အကြောင်းမူကားတင်တို့ဒီထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဖယားသခင်အလိုတော်ရှိ၏တဲ့ဒီမှာနားနားထောင်ပြီးပြီလားကြားမိပြီလားအာတိတ်မကြားမိဘူးဆိုရင်ကိုယ့်အကိုကျမ်းစာဖတ်ကြည့်နော်တစ်တက်ခန်းကြီးငားငယ်၁၈ထဲမှာ ဂျေဇုတော်ချီးမွမ်းခြင်းဟာဘာဖြစ်လဲဖယားသခင်ရဲ့အလိုတော်တဲ့ဖယားသခင်ရဲ့အလိုတော်ဆိုတာဘာလဲဖယားသခင်နှစ်သက်တဲ့အရာကိုပြောတာโอเคနော်နောက်ပြီးတော့မှတတိထားရမှာတစ်ခုရှိတယ်90ခုမြောက်သောစာလံပိုက်နဲ့73 75ကိုဖတ်ပြီးမှခွန်အားနည်းနည်းပေးခြင်းနဲ့အလင်းလေးပေးခြင်းနဲ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျန်တာရှိမယ်ဆိုဖွင့်ဟပါ90ခုမြောက်တော့စာလံပိုက်နဲ့73 75ကျွန်တော်ဖတ်မယ်နော်နွားသားကိုငါစားမိလို့စိတ်သွေးကိုငါတောက်မိလို့ ်ဂျေဇူးချီးမွမ်းခြင်းရစ်ကိုဘုရားသခင်အားပူဇော်လောတစ္ဆာဂတိထားသည့်အတိုင်းအမြင့်ဆုံးသောအရာ၌တစ္ဆာဝုကိုဖြေလောအမှုရောက်သည့်ကာလ၌ငါ့ကိုပတ္ထနာပြုလောငါသည်ကယ်လွတ်မည်တင်ဒီလဲငါ့ကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏ဒီနေရာမှာတတိထားရမှာကထာဝရဘုရားသခင်ပြောတဲ့စကားဖြစ်တယ်ဆိုတာတတိထားပါထာဝရဘုရားသခင်ကတမန်ကျင်းစာထဲမှာဘယ်လိုဖြေရှင်းထားလဲဆိုတော့ ထာဝရဘုရားသခင်ကနွားသားကိုငါစားတဲ့သူလားတဲ့စိတ်သွေးကိုငါတောက်တဲ့သူလားတဲ့ချစ်တော်ညီကိုမောင်မတို့ဘာလို့ဘုရားသခင်ကဒီစကားကိုပြောတယ်လဲအားလုံးသိလားသိလားကျွန်တော်ရှင်းပြမယ်နော်တမဟောင်းထဲမှာအေတီလာလူမျိုးတွေဖရာသခင်ကိုကိုးကွယ်ကိုပြုတဲ့အခါမှာရစ်ပူဇော်ရတယ်ရစ်ပူဇော်တဲ့အခါမှာဘာပူဇော်ရလဲတိလား နွားတွေတက်ပြီးတော့မှရစ်ပလီမှာမီးရှို့ပူဇော်ရတယ်စိတ်အသွေးကိုဖြန်းရတယ်သူမို့ပတ်စံတိတ်မချမ်းသာတဲ့ဆင်းရဲသားတွေဆိုလို့ရှိရင်ဒီပါလေအာခိုတွေကိုတက်ပြီးတော့မှပူဇော်ရတယ်စသဖြင့်စသဖြင့်အဲ့လိုပင်ရဲ့မိတ်မှာချက်တွေရှိတယ်ဆိုတော့အဲ့ဒီခေကာလမှာကလူတွေတချို့ကမေးချင်းပြီးဖယားကနွားနွားသားကိုကြိုက်တဲ့ဖယားဖယားသခင်ကစိတ်သွေးပေါက်တာတအားကြိုက်သလား အဲ့လိုမျိုးအဲ့ဒီခေတ်ကာလမှာလူတွေတချို့ စိတ်ထဲမှာမေးချင်တယ်မမေးရဘူးဖြစ်ကောင်းဖြစ်မယ်။ဒါကြောင့်ဖယားသခင်ကဒီမှာသူကိုယ်တိုင်ဖြည့်ရှင်းထားတာ။အခုပဲမဟုတ်ဘူးနော်။အရင်တော့ကပဲမဟုတ်ဘူးနော်။အခုမယုံကြည်သူတွေလည်းတချို့လာမေးတဲ့သူတွေရှိတယ်ဒီမေးခွန်းကို။ဆရာရေးတယ်ဆရာတို့ဖယားကတမဟောင်းကိုဖတ်တဲ့အခါမှာစိတ်သွေးတော်တော်ကြိုက်လားမသိဘူးတဲ့။နွားသားတော်တော်ကြိုက်လားမသိဘူး။ခဏခဏအဲ့ဒီအသားတွေကိုပဲပူဇော်ခိုင်းတာတဲ့။ဒီမေးခွန်းကိုဖြည့်ဘူးလားကိုကိုကိုစဉ်းစားဘူးလားချက်တော်ညီကိုမောင်တို့။ ဘုရားသခင်ကဘာကြောင့်နွားသားကိုနွားကိုတက်ပြီးပူတော်ခိုင်းတာလဲစိတ်သွေးတွေဘာလို့ဖျန်းခိုင်းတာလဲဟိုဘာလဲကခိုးတွေကိုဘာလို့တက်ပြီးမှပူတော်ခိုင်းတာလဲဘာလို့အဲ့လိုပြင်းညက်ပေးတာလဲအေးဒီလာလိုမျိုးတွေဒီကနေ့တမာတစ်ခဲကယုံကြည်သူတွေဂျေဇုတော်အောက်မှာတော့ရစ်ပူဇော်တာတွေမလိုအပ်တော့ဘူးဆိုပေမဲ့ကျွန်တော်တို့ရစ်ပူဇော်တဲ့အစားပေးလို့ရသေးတယ်မဟုတ်ဘူးလားနားလေရမှာက တမဟောင်းမှာထောင်ရဖျားသခင်ကဘာလို့နွားဒီစိတ်ဒီအဲ့ဒီဟာကိုပူဇော်ခိုင်းတာလဲဖျားသခင်ကနွားသားကိုကြိုက်လို့လားစိတ်သွေးကိုတအားကြိုက်လို့လားအဲ့လိုမေးလို့ဖျားသခင်ကဒီမှာ तू ကိုယ်တိုင်ဖြည့်ရှင်းထားတာကိုယ်တိုင်ဖြည့်ရှင်းထားတာဘလို့ကိုယ်တိုင်ဖြည့်ရှင်းထားလဲဖျားသခင်ကသူ့ကိုယ်သူမေးကွန်းထုတ်မှဖြည့်ရှင်းထားတာလူတွေရဲ့စိတ်ကိုဖျားသခင်တီးလို့အဲ့လိုဖြည့်ဖြည့်ပေးတာဗောနင်တို့ထင်တယ်တဲ့ငါကနွားသားကြိုက်တဲ့သူလားတဲ့စိတ်သွေးကိုငါတောက်တဲ့သူလားတဲ့ ငါစိတ်သွေးသားကြိုက်လို့နေလို့စိတ်သွေးပြန်ခိုင်းတာလားတဲ့ရစ်ပလင်မှာမဟုတ်ဘူးတဲ့အဲ့ဒီအရာတွေကနေတော့ငါ့ကိုဂျေဇူးတင်နေဆိုတဲ့တက်တည်အထောက်ထားပြဖို့ပဲငါတောင်းဆိုတာတဲ့နားလေလားမသိဘူးနော်နားလေလားမသိဘူးဘာကြောင့်လဲအနောက်မှာစကားသခုံးပြောတယ်လေဂျေဇူးချီးမွမ်းခြင်းရစ်ကိုဖယားသခင်အားပူဇော်လို့တဲ့ဗါတယ်လေဂျေဇူးချီးမွမ်းခြင်းရစ်ကိုဖယားသခင်အားပူဇော်လို့ တစ္ဆာဂတိသာရိအတိုင်းအမြင့်ဆုံးသောအရာ၌တစ္ဆာဝုကိုဖြေလောတဲ့ချစ်တော်ညီကိုမောင်တို့မတို့ဖယားသခင်ပူဇော်ခိုင်းတဲ့အဲ့ဒီတရိษံတွေအားလုံးအားလုံးဟာဖယားသခင်စားချင်လို့ဖယားသခင်အသွေးကြိုက်လို့မဟုတ်ပါဘူးဖယားသခင်ကိုယ်တိုင်ဘလို့ဖြေရှင်းထားပေးလဲဆိုတော့နေတို့စိတ်ထဲမှာဖယားသခင်ကိုတကယ်ဝုပြူပါတယ်တကယ်ကိုင်းဆိုင်ပါတယ်တကယ်ကြီးစုတင်ပါတယ်ဆိုတော့တက်တဲ့အထောက်ထားအနေနဲ့ယူလာရတာတခုပဲနားလေပြီလားချစ်တော်ညီကိုမောင်တို့ ဒီကနေ့တမာတိခေမှာယုံကြည်သူတွေလေရစ်ပူစော်ဆရာမလို့ပေမဲ့ငွေရေးကြီးနဲ့ပေးလူနေရသေးတယ်မဟုတ်ဘူးလားတချို့ကမေးမယ်ယုံကြည်သူတွေငွေရေးကြီးနဲ့ဘုရားသခင်ကိုအလူငွေပေးလူတာဘုရားကငွေလူနေလို့လားအဲ့လိုအခုထိမေးတဲ့သူတွေရှိတယ်နော်ကျွန်တော်ပြောပြမယ်တေချာနာထောင်ပါဘုရားသခင်ကငွေရေးကြီးမလိုအပ်ပါဘူးငွေကိုဘုရားသခင်ဖန်ဆင်းတဲ့ဘုရားဖြစ်တဲ့ရွှေကိုဖန်ဆင်းတဲ့ဘုရားဖြစ်တဲ့ဘုရားကအာမင် ဒါဆိုရင်ဒီကနေ့ဘာလို့ကျွန်တော်တို့ကရွှေငွေဥစ္စာတွေကိုပေးလူရတာလဲအခုနအတိုင်းပါပဲရှင်းရှင်းလေးပဲဖယားသခင်ကိုငါတို့တကယ်ကိုးကွယ်ပါတယ်ဖယားသခင်ကိုငါတို့တကယ်ကြီးစုတင်ပါတယ်ဆိုတော့ကြီးစုတုံပြန်တဲ့လက်တွေ့တက်တည်အနေနဲ့ယူလာရတာအဲ့ဒါအဲ့ဒါပဲအဲ့ဒါပဲအဲ့ဒါပဲနားလည်ပြီလားမသိဘူးနော်ဖယားသခင်ကိုငါတို့တကယ်ချစ်ပါတယ်ဆိုတော့တက်တည်ဖယားသခင်ကိုငါတို့တကယ်ကြီးစုတင်ပါတယ်ဆိုတော့တက်တည်အထောက်အထားယူလာတာဒါတော့ပဲအဲ့ဒီပတ်စံတွေကလည်းဖယားစီကိုတန်းရောက်သွားတာမဟုတ်ဘူးကောင်းကင်ကို အဲ့ဒီပတ်စံတွေဘုသူစီရောက်သွားလဲအမှုတော်မြက်ကိုရောက်သွားတယ်ဆရာတွေပါလဲအာတရားဟောဆရာတွေစီရောက်သွားတယ်အမှုတော်ဆောင်တွေစီရောက်သွားတယ်အမှုတော်ဆောင်တွေကနေဆင်းသုံးလိုက်တဲ့အခါမှာအဲ့ဒီရပါဖြစ်လေအကျိုးအမြတ်တွေကတင့်အပေါ်မှာတက်ရောက်လာမယ်ဖယားသခင်ကတင့်ကိုကောင်းကြီးပေးလာမယ်လှုပ်ခဲတဲ့အရာအလုံးကဘယ်ကိုတက်ရောက်သွားလဲဆိုကောင်းကင်ကိုအဲ့ဒီအကျိုးအမြတ်ကတက်ရောက်သွားတဲ့အခါမှာအဲ့ဒီကောင်းကင်ကနေဖယားသခင်ကတင့်ကိုပြန်ကောင်းကြီးပေးမှဖြစ်တယ်ဟာလေလုယာနားလေပြီထင်တယ်နော် နားလေပြီလို့ယုံကြည်တယ်မဟုတ်ရင်ကျွန်တော်တို့ကဟာကျေးဇူးတော်ချီးမွမ်းရမယ်ဆိုပြီးမှဟိုကပေးရမယ်ဒါပေးရမယ်ဆိုတော့ဖျားသခင်ကငွေတအမှတ်တဲ့ဖျားလားမသိဘူးတို့မို့တမဟောင်းအရာပြပြောမယ်ဆိုရင်ဖျားကနွားသားကိုကြိုက်တဲ့ဖျားလားစိတ်သွေးကိုကြိုက်တဲ့ဖျားလားမသိဘူးအဲ့လိုခံယူသွားလိမ့်မယ်မားပါတယ်ကျွန်တော်တို့ဖျားကိုကျေးဇူးတင်ပါတယ်ဆိုတဲ့တတ်တည်အထောက်ထားလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖျားသခင်ရှင်းပြထားပေးတယ်ဆိုတော့ကျွန်တော်နားလေရဟုတ်ပြီနော်ကျွန်တော်တို့ဘာကြောင့်ကျေးဇူးတော်ချီးမွမ်းရတာလဲ ဖရာသခင်နှစ်သက်တဲ့အလိုတော်မူဖြစ်တယ်ဖရာခင်နှစ်သက်တဲ့ရင့်မှုဖြစ်တယ်โอเคเนาะဆိုတော့ဒီကနေ့နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်အာနားမလဲတာရှိလို့ရှိရင်ဆရာအကောက်ကိုအပ်ပြီးမှလာမေးလို့ရတယ်စုတောင်းခံခြင်းတဲ့သူများရှိမယ်ဆိုရင်လည်းဆရာအကောက်ကိုအပြင်မှာစုတောင်းခံလို့ရတယ်။ဒီကနေ့နှုတ်ကပတ်တော်ကိုဒီမှာပဲရည်နာမှာဖြစ်ပါတယ်။နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့။အာမင်။